အမှုပညာဖြစ်လက်ကံကူအမည်ရှိမက်တော်စေကံရမုံငွေပကြီးအမှုပညာပြပွဲကိုမဲဆောက်မြို့မက်တော်စေကံပကြီးခမဆောင်မှာဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့ထိ၄ရက်ကြာပြုလုပ်နေပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမက်တော်စေကံကိုဖွင့်လှစ်ခဲ့တဲ့36နှစ်တာအတွင်းလှူဒန်းထားခဲ့တဲ့ပကြီးကားတွေကို ပြသရောင်းချနေတာဖြစ်ပါတယ်။ ဒီနေ့ကတော့ဒီကျမတို့မက်တော်စေခန်းမှာပေါ့နော်36နှစ်တာခရီးတစ်လျှောက်လုံးမှာလာပြီးတော့လှူထားတဲ့ပကြီအမှုပညာရှင်တွေရဲ့ပကြီကားချက်တွေကိုပေါ့နော်ကျမတို့ရဲ့ဒီမက်တော်စေခန်းရဲ့ရန်ပုံငွေအဖြစ်နဲ့ပေါ့နော်ဒီအမှုပညာဖြစ်လက်ကမ်းကူဆိုတဲ့ဒီရန်ပုံငွေရှာဖွေရေးနဲ့ကျမတို့ကဒီပွဲလေးကိုလှုပ်ဆောင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ပကြီကားတစ်ချက်ကို အမေရိကန်ဒေါ်လာ200ကနေဒေါ်လာ3000အထိ ရောင်စီတက်မှတ်ထားပြီးမဲတော်စည်းကမ်းလူနာတွေနေဆက်ရွှေပြောင်းလူနာတွေနဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးတွေအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။အဲဒီပကြီပြပွဲလေးကိုပေါ့နော်ဒီအဲလာရောက်ပြီးတော့ဝယ်ယူအားပေးဖို့ကျမအနေနဲ့လည်းဖိတ်ခေါ်ရှင်နေပေါ့နော်။အဲဒီထဲမှာဆိုရင်ဒီ ရောင်းတဲ့ပကြီကားချက်လည်းရှိတယ်တချို့ပကြီကားချက်တွေကလည်းမရောင်းတဲ့ဟာရှိတယ်ပေါ့နော်ဒီရောင်းတဲ့ပကြီကားချက်တွေဆိုလို့ရှိရင်လည်းဒီရောင်းလို့ရတဲ့ရံပုံငွေတွေကိုကျမတို့ကတကယ်ပဲဒီလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်ဆိုတာကိုလည်းဟိုအသိပေးရှင်းတယ်ပေါ့နော်ဒါကြောင့်မလို့လာရောက်လက်ပတ်ရင်းနဲ့ဒီပကြီခတ်မှတဲ့ကိုလာရောက်လက်ပတ်ရင်းတ िश ူပေးဖို့နဲ့ဝယ်ယူအားပေးဖို့ပေါ့နော်ကိုယ့်ရဲ့အသိမိတ်ဆွေတွေကိုလည်း အဲလက်ကလက်လက်ဆင့်ကမ်းပေးဖို့ပေါ့နော်အဲ့ဒါလေးလည်းပြောရှင်းပါတယ်ရှင်ဟုတ်ပြီပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီလိုစုံစည်းလို့ရတယ်ခလေလို့ရတယ်အသိယူလို့ရတယ်နော်ထက်လက်ပြီးတော့လည်းဒါဆင့်ပွားလို့ရတယ်လို့ကျွန်မမျိုးကြည့်ပါတယ်နော်ဒါကြောင့်ဒီနေ့အစည်းအဝေးကိုလည်းဆက်ပြီးတော့ကျွန်တော်တို့ရှင်းဆက်ပြီးတော့ဒီဘက်မှာတော့ကျွန်တော်ရဲ့ပကြီကားတွေတော့မပါဘူးခင်ဗျ။ဒါပေမဲ့ပါတဲ့ပကြီကားတွေကကြတော့တကယ် အဲတက်ကြွားလှုပ်ရှားသူတွေပကြီကားတွေပါတယ်ပြီးလို့ဆိုရင်တကယ်နိုင်ငံရဲ့တောင်ကိုတည်တဲ့သူတွေပကြီကားတွေပါတယ်ဗောနော်ဘယ်လောက်ထိကောင်းယူစရာကောင်းလဲဆိုတော့တော်လိုင်းရဲ့တမိုင်းတွေမှာဒီအမှုပညာရှင်တွေရဲ့တွန်အားကကဘောနော်တမားရဲ့လှေကလေးတစ်ခုအဖြစ်နဲ့မြင်တဲ့အတွက်ကြောင့်လုံးဝကိုကောင်းယူစရာကောင်းပါတယ်ခင်ဗျာတော်စီခန်းရဲ့ရင်းရှင်းတိတတ်မှုနေဆက်ဒေတာတစ်ချောင်းရရှိခန်းကျမ်းမာရေးပညာရေးနှင့်အကာအကွယ်ပေးရေးတို့အတွက် ထောက်ပံ့ပေးနေတဲ့လုပ်ငန်းစဉ်တွေမှာကျမတို့တရားရခိုင်လုံးပြန်လဲအကုန်ပြုသွားမှာဖြစ်ပါလိမ့်ရှင်။အဓိကတော့ဒီလိုပွဲမျိုးပေါ့နော်အဓိကဒီလေတော့စေကမ်းမှာလှုပ်တဲ့ပွဲဖြစ်တဲ့အတွက်ပုံပြီးပြောရတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဘက်အရင်တော့ကတော့ဒီခံစားမှုနားမလည်ဘူး။ဒီစေကမ်းကကျွန်တော်တို့ဘဝရဲ့တန်ဖိုးရှိတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီစေကမ်းနေစေယုံနေ ဒီ time မှာတော့ပြရင်ကျွန်တော်တို့ငွေမတက်နိုင်ဘူးနော်ဒီမှာဆိုရင်အားလုံးဒုက္ခရောက်တဲ့သူအကုန်လုံးအဆင်ဒါတော့ကျွန်မကြီးတို့လှုပ်တဲ့ပွဲကိုကျွန်တော်ပါဝင်ခွင့်ရတာကိုပဲတော်တော်ပျော်နေပါပြီဘက်တော်စီကန်းကပကြီးပြပွဲကိုမနေ့စင်နိုင်ကနေညနေ9နာရီအထိနေ့စဉ်ဒီဇင်ဘာလ4ရက်နေ့အထိပြတာသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒီကကြက်တွေလည်းပဲဟော ဲတော်စိတ်နဲ့ရဲ့36မိတော်ဒီအချိန်ဆောင်လို့မှာအကြည့်အမှုပညာရှင်တွေကနေပြီးတော့ခလာရောက်တွေ့ထားတဲ့အကြည့်ပါချက်တွေပဲပါလိမ့်ရှင်။ဒီကတော့မင်းဆိုင်ကိုပြောချင်တာ